คริปโตကနေဝင်ငွေရစေမဲ့ Filea Project တို့ Filea ကမှာကိုယ့်ရဲ့ Crypto Access တွေကိုအတူရှိရှိအသုံးချပြီးတော့အတူရကျနာပဲဖြစ်ဖြစ်အရေးပေါ်ဝီလူလူကိုယ့်ရဲ့ Token ကိုအပောင်ထားပြီးတော့ချေးယူကျနာပဲဖြစ်ဖြစ် Filea Project ကအကောင်းဆုံးခေရှင်ချက်တွေနဲ့ရရှိလာပါတယ် မကြသေးခင်ကပဲ finance မှာ BMA ကိစ္စတို့ရဲ့အတွက် holder airdrop အခြေစီတစ်ခုအနေနဲ့လုပ်ပေးတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ process ရဲ့ allow လောက်ကိုအလောင်းအတူတူလေ့လာကြည့်ရအောင်နော်ဘာမှဥစား allow process ရတာပါလေ allow ဆိုတာကနားလည်တွေ့အောင်ပြောရရင် ethereum blockchain ပေါ်မှာတိစောက်ထားတဲ့ blockchain band တစ်ခုလိုပါပဲထားဝိမဲ့ဒီ band ကိုဘယ်သူမှမပိုင်ဘဲနဲ့ smart contract တွေနဲ့အလိုလျောက်နေပတ်နေရဖြစ်ပါတယ် ဒီနေရာမှာခုမှရှိတဲ့ crypto ပို့နေတယ်ဆိုရင်တခြားသူကချဲပြီးတော့အတူယူလို့ရတယ်လို့ကိုက crypto လိုအပ်တယ်ဆိုလို့ရှိရင်လည်းခုမှတခြား token တစ်ခုခုကို ပောင်းထားပြီးတော့ချဲယူလို့ရပါတယ် သူရဲ့အဓိကအသာချက်ကတခြား platform အဟောင်းတွေတို့မျိုးတိုကန်အစည်းအဝေးတွေပဲလက်ခံတာမဟုတ်ဘဲနဲ့ Ethereum ပေါ်မှာရှိပြီးသားဖလို ERC20 token ကိုမစိုးချိန်ခါတာပဲဟုတ်လို့ချရပါပဲ။ဒါကြောင့် AM Festival ဖြစ်ပြီးတော့အသုံးပြု3အတွက် ETHC ရပုံမြောင်းစေပါရယ်။ဒီ project ရဲ့ native token ဖြစ်တဲ့ EUL token ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်တော့ဒီ token ကင်ထားရတဲ့တွေက project ရဲ့အနာဂတ်ကိုကိုယ်ရိုင်းပါဝင်စိုးပြပိုင်ခွင့်ရှိပါရယ်။ လာဖာကိုဘလူကြောင်းလင်းလေဘလူတိုကအတတွေကိုလက်ခံမလဲဆိုရတဲ့ကိုဖုတ်ပေးပြီးရောဆုံးခဲ့တိုင်းပါရယ်ပလဖန်ကနေပြီးတော့ရတဲ့ fees တွေအမြတ်ငွေတွေကိုကန်ဆောင်သူတွေကိုကြံခွဲပေးတဲ့အခါမှာ UL token ကိုသုံးပြီးတော့ကိုယ့်ရဲ့ reward တွေကိုရယူနိုင်ပါတယ်။နောက်တစ်ခုကတော့ပလဖန်ကိုသုံးဆွဲတဲ့ user တွေမွေလာအပ်တဲ့သူတွေကို ကျေးဇူးတွန်ကန်တဲ့သဘောနဲ့ပေါ့နော် EUL token တွေကို incentive အခေပြန်ပေးပါတယ်ဆိုတော့ဒီ token ရဲ့ core ဘုံ tokenomics ကတော့ EUL token ရဲ့စုစုပေါင်းအခေအတွက်က28သန်း38,218ရှိပါတယ်ဒီကိန်းကနကိုတင်ချပြနာရှင် OIL ရဲ့နာမည်ကျော် gain E ကိုအသုံးပြုပြီးတော့သတ်မှတ်ထားတာဖြစ်ပါတယ် Binance holder airdrop အနေနဲ့စုစုပေါင်း supply ရဲ့2%ဖြစ်တဲ့ EUL token 9,3,350ခု PMI ကိုင်ဆောင်ထားသူတွေကိုအထောက်အခဲပေးအပ်ခဲ့ပါတယ်။ processor တင်ဆွေမှစုစုပေါင်းရဲ့82.9ရာခိုင်နှုန်းခန့်ကိုတော့ဈေးကွက်ထဲမှာလေပတ်နိုင်ဖို့ထုတ်ဝေခဲ့ပါတယ်။ ဒါအပြင် finance မှာ listing လုပ်ပြီးပြီးစဲ marketing campaign အတွက် in law တကံပေါင်း6000ကျော်ဖို့တော့မှဖြစ်ပြီးတော့နောက်ထပ်6လအကြာမှာတော့နှစ်သိန်း9000ကျော်ကိုထပ်မံခွဲဝေပေးတော့မှဖြစ်ပါတယ်။အခု finance holder airdrop ကနေပြီးတော့ဒီ token နဲ့ကိုဘယ်လိုမျိုးရောက်ခဲ့တာလဲဆိုတာကိုဆက်ပြီးတော့ပြောသားပါမယ်။ airdrop ရဖို့အတွက်ကိုမှရှိတဲ့ PME ကနေကို finance ရဲ့စံပယ်အနေနဲ့မှဒါမှမဟုတ် on change product တွေတဲ့မှာ ်တဟမဆန်ကခုနဲ့အော်တိုဘတ်၄ရက်နေ့ကနေပြီးတော့၆ရက်နေ့အတွင်းထည့်ထားဖို့လိုအပ်ပါတယ်တကယ်လို့ထည့်ထားရဆိုလို့ရှိရင်တော့ Binance ဘက်ကနေ EUL token တွေကို airdrop ပြီးမှဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းလာစွာအပေါ်ဆွေးနွေးကြပါတယ်ဒီ project ရဲ့အနာဂတ်အလားအလာကတော့ကောင်းတဲ့ဘက်ကိုအားသာနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ oil ကသူ့ရဲ့ဈာန်ခိုင်မှုကိုတည်ပြခဲ့ပြီးဒါ project တစ်ခုဖြစ်ပါတယ်အဟမ်းဆက်3ခုနဲ့မှာဟာခံရပြီးတော့တော်လား တန်းနေရာနေပါဆုံးရှုံးခဲ့တဲ့ဆိုပေမဲ့မွေအားလုံးဒီပါကိုပြန်ပြီးရွှေ့ယူနိုင်ခဲ့တဲ့အဖြစ်အရင်ကထက်ပိုလုံးစုံနဲ့ Oil of Fashion 2ကိုလည်းအာမင်းမြေပြန်ပြီးတော့တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါကသူတို့ team နဲ့အရေးအချင်းနဲ့တာဝန်ယူမှုကိုပြနေတာဖြစ်ပါတယ်။အခုဆိုလို့ရှိရင် oil platform ပေါ်မှာသူတွေကဟူယုံစီစီအနန္တရဲ့ပမာဏ to develop log တော်လာ1.5 billion ကျော်တော့ပါပြီ။ဒါတွေကလူတွေရဲ့ယုံစည်းမှုကိုပြန်ရနိုင်ပြီဆိုတဲ့သက်တည်ပါပဲ။ Coinbase Venture တို့လိုမျိုး crypto log ရဲ့နာမည်ကြီးယနေ့မြို့နယ်သူတွေက oil ကိုထောက်ပံ့ပေးထားတာကြောင့် project ရဲ့အနာဂတ်အတွက်တော်တော်လေးကိုစိတ်ချရပါတယ်။ဒါပေမဲ့ oil အနေနဲ့စိတ်ကုန်မှုတွေ chineirão bé, ဒေါ်ဖိုင်လောကရဲ့သဘောတဘာဝအတိုင်းဈေးကွက်အတက်ကြရတဲ့ဒန်ဆန်မှုပြစ်ထိုင်တာရေဒဲစ်ဘတ်ကောထရက်ဆိုင်ယာအဒီအရီကရောအငဲရှိနေပါပါဒါကြောင့် project ဘက်ကအငဲတဲ့စံတစ် D20 ဖို့လိုအပ်ပါတယ်နောက်ဆုံးပြောရရင် spoiler ကအခက်ခဲကိုဒေါ်လာနိုင်ခဲ့ပြီးတော့အမြင်မှုယုံကြည်မှုပြန်လည်ရရှိနေတဲ့အလားအလာကောင်းတဲ့ project တစ်ခုပါ airdrop ကတော့ပြီးတော့ပြီဆိုပေမဲ့သူ့ရဲ့ခေကလန်ကအခုမှစမှာထိတဲ့အတွက်ကြောင့်မလို့ profile log ကမှဆက်ပြီးရောဆောင်ထိရမယ် project တစ်ခုဖြစ်ပါတယ် holder airdrop အကြောင်း နဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ CryptoMake ရဲ့ Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ကြီးများအခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ့်အပြင် CryptoMake ကနေပြောလို့ပြီးရတဲ့ main တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ CryptoMake referral code ကိုသုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ်။ ခရစ်တိုမိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိတရာကြောဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခုတ်ဖို့တုံထားတဲ့ user တွေဆိုလို့ရှိရင်ဒီရှိမှာပါအကျိုးမြတ်ရမယ်ဆိုတာကိုအားမခံပါဘူး အကယ်၍မြာကိုအတီကုတ်ကိုတုံးပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ crypto မိတ်ပါနောက် video မှပြန်တွေ့ရဖို့